ကျွန်တော်ဒီကျင်းလာတော့ဟိုဝိဒေသာလို့အာဒီဒီဝိဒေသာလို့သူရဲ့ဘာလို့ကျွန်တော်ခရီးအောင်ရတဲ့မျိုးပြောဒီမှာလေကျွန်တော်ကျွန်တော်ဒီခရီးအားခင်ဗျာဖောက်ပွင့်စိတ်မှရဲ့အခြေအနေတွေကိုပြောပြပါရစေ။ဒီကိစ္စဒီခင်ဗျာအားပြီးတော့အဲထားရှိတဲ့ကျွန်တော်ရဲ့ဌာနသဘောရမ်းကိုပြသပြီးဒီလိုမျိုးပြောရင်အဲကျွန်တော် ်ကထမရှိအောင်ကုလားပြီးတော့ပြောအဲဒီဥပမာတာဒီမှာအဲလုံးရင်းမကိုင်းရှိပါတို့ညံသာတို့ကျွန်တော်ကောင်းတဲ့ဟာကြီးကျွန်တော်ဒီလိုက်ဒီရေချူရမ်းပြီးကြိုးစားချင်ပါတယ်အဲဒီကျွန်တော်တုံးနေတုံးနေချင်ပါတယ်ကျွန်တော်လုံးနာလို့ခေတာလို့ကျွန်တော်ကောင်းတာသူကအဲ့လိုများမျိုးအပြင်ကိုကျွန်တော်တိုင်းနေတာရှိပါတယ်တိုင်းနေဆိုတာကကျွန်တော်က ဒီလိုရောက်တတ်တာဒီပြောပေါ်ရင်းသူခေါ်ရင်းအဲ့အဲ့ဒီသူရည်တော်ရင်းအောင်ပါလေအဲ့တော့ဒီကလို့ဒီကလေးကဟာသူလုံးမင်းဆိုတဲ့သဘောနဲ့ကျွန်တော်ကတန်းရည်ဆိုတဲ့သဘောကိုပို့ပြီးတော့ထောင်ရည်နေပြီကျွန်တော်ဒီမှာအရင်ကတော့ကျွန်တော်ကဒီမှာကုသိုလ်ဒုက္ခလေးကြားရဲဟလာအဲဒီတကယ်ငြိမ်းရဲ့တရားကိုကြီးမားရဲထိုးရဲအဖြစ်ဆုံးကြီးသူတွေ့ရတယ်သူတွေကိစ္စကိုပြောတဲ့ကျွန်တော်ကလုံးကြီးလေးနေအဲသူတို့ကိုလုံးပနေတဲ့အောင်ပြောရဖို့ ဒီလိုကဒီမှန်ဒီလိုရဲ့အာမန်ဒီမှန်ဒီလိုရဲ့အထုံးဒီမှန်ဒီလိုရဲ့ခံတတ်ရဲ့အားလုံးကိုဒီလိုကသာနာလေးသိပြီးအပြုဝါနဲ့အစင်နာလေးသိပြီးအပြုဝါနဲ့အဲ့ဒါခြေဘောလေးသိပြီးအပြုဝါနဲ့ကျွန်တော်ကလူကြော်ရုံလေးမဟုတ်ဘူးကျွန်တော်ကဒီလိုလူရဲ့အာမန်ကြီးတွေသတိပြီးတွေ့ရဲ့ဖတ်တော်ဖြစ်ပြီးလို့ကျွန်တော်ကတန်းတာပြီးတော့အဲ့ဒါဘယ်တော့ဒီဘာမကြီးဟာဒီခဏမီးဒီလိုခါကြီးရပြီးတော့ကျော်လို့နဲ့လုံးရောက်တဲ့ခါမှာ ဒီမှာနေတာသူတော်လေးဦးမေဆိုတဲ့သူရဲ့သူရဲ့အာမေကိုလေးပြောတာတန်းချတဲ့ဘုန်းလေးဒီရဲ့ကြာမဖြစ်ဘူးကျိုးဒီပါလေဘာကြောင့်ဒီပြာကြီးကလူကြီးသဘောနဲ့တိုင်းရင်းသဘောကိုထောက်ပြီးမင်းကျွန်တော်ထားပါလေအဲ့ဒါတော့နောက်ဆုံးကြည့်ရမှာပါပြီးတော့သဘောပေါက်ကြပါပြီဒါကခုလူကြီးကကျွန်တော်ပြောချင်တာအဲ့ထက်မှာကျွန်တော်လည်းပြန်ဝင်ပြီးပါလေဒီလိုကြီးတယ်ဆိုတာကဟိုကျွန်တော်လည်းခင်ဗျားကမြေတော့ကြီးပါလေ အဲဒီလိုထောက်ဝင်ပြီးတော့၆ဒီနေ့မှာဒီနေ့၆ခရီးဟာဒီမှာကျွန်တော်အောင်ကြည့်လိုက်တယ်ခင်ဗျာဒီမှာသူ့နောက်ပိုင်းကျတဲ့ခါကျတော့ကျွန်တော်ကကိုယ့်အပေါ်လည်းအဲခင်ဗျာဘယ်လိုအိုင်ကိုဆိုင်နိုင်အဲအဲ့ဒီခါမှာကိုယ်ကပုံမှန်ခင်ဗျာတက်ပြီးရှိသေးတယ်ကိုယ်ကသိလာတယ်ခင်ဗျာကျွန်တော်ရှိသေးတယ်သိလာတယ်အဲ့ဒီခါမှာခင်ဗျာကိုကျွန်တော်လက်လို့ရပါတယ်လက်လို့ဆိုတာကျွန်တော်တာပြီးတော့အားလုံးကပုံမှန်ဖြစ်ရောက်တဲ့ခင်ဗျာလေးပေါ့ဗျာအဲ ်ဒီအောင်မွေးတဲ့ကံလေးတော့ဝင်ပြီးတော့အဲချီချုပ်ဝင်လို့မချုပ်ဝင်လို့ဆိုတဲ့ဘောနဲ့ကျော်ရတာဘုသောကျွန်တော်ဒီအနေနဲ့မကင်းနိုင်ဘူးဆိုတော့ကျွန်တော်ဒီအောင်ချစ်တယ်လို့အဲ့ဒါဒီအောင်အမြဲတမ်းအားလုံးနဲ့မချစ်ရဘူးဆိုပြောင်းနေတော့အဲကျွန်တော်ဒီအောင်သောက်ဒီနားတော့မှာကျွန်တော်မာသာရီယူပါလေနမေယောဂရာဆရာကြီးဖြစ်တဲ့ထောင်းနေဖီလိုမိမိကိုယ်ကြီးကြီးအောင်လို့ဆိုတဲ့ဒီအပါဝင်ပေါ့ဒီဆရာကျောင်းဝင်များပါလေ သောက်ဒီမှာလည်းသောက်ဒီမှာကျွန်တော်အပိုင်းမျိုးများလို့ဝင်ပြီးတော့အဲခရီးတက်ပြီးသုံးတဲ့ယူလာလို့ဒါလည်းရှိပါတယ်။အဲဒီတော့ကျွန်တော်ကရာရီကိမအဲဒီပုံများတော့ပွားပြီးတော့ဒါကထောင်းလေးကိုရောက်သွားတဲ့အခါကျတော့အဲ့ဒီကရာလေးကပေါ်လာတယ်။ဘာလို့ပေါ်လာလဲဆိုတော့ကြာသိကြီးပေါ်လာတယ်အကြောင်းကကျွန်တော်ကချားလေးချားလေးမရှိဘူး။အလားချားကျွန်တော်ကကျွန်တော်ရဲ့ခံစားချက်ကကျွန်တော်ရဲ့အလားပြောင်းမှန်းချက်ကကျွန်တော်ရဲ့အလားအထုတ်ချက်ကကျွန်တော်ရဲ့ဆွဲယူမှန်းချက် ဒီအင်ဂျင်နီယာတွေကိုကျွန်တော်ပေါ်ဖို့ပို့ဆက်တခြားလူများမရှိတဲ့အခါကျွန်တော်ကုမ္ပဏီရောသိပြီးတော့နေရာပေါ်မှာကြာရည်ကြီးတယ်အဲ့ဒီနေရာကြီးလုံလောက်သွားတယ်အခုတော့ပြောက်ပြကုန်တာပါပဲသူတို့တချို့ကလည်းတော့ကျွန်တော်ကြာရတဲ့ကြာရည်ကြီးလည်းရှိရပါတော့ဒါဆိုကျွန်တော်ပြောနေတာပါလို့ဆိုတော့ကျွန်တော်ကကြာရည်ကြီးခဲ့ခံစားချက်ကြီးတယ်ခံစားချက်ကိုကြီးတဲ့အခါမှာကြာဟာအုံလုံးပဲအဲဒါဟာဘာလို့ဒီလိုဆိုတော့ကျွန်တော်စာရင်းလို့မလို့ဆိုတာဒီဘောလုံးဟာသဘေပြန်ချီပါ လားအဲဒီကိုရဲ့ဘဝခန္ဓာချက်ဒီဘဝအကြောင်းကြီးအပေါင်းကြီးအကြောင်းကြီးဒီရဲ့အကြောင်းကြီးအနေနဲ့ဒီမျိုးကြီးဝင်ဆိုတဲ့အကြောင်းရဲ့ဒီရဲ့ဟာဒီအဘယ်ကျလာနေပြီတော့အဲဒီတန်တဲ့စိတ်တို့ထူးလို့သဘောအမျိုးလုပ်တာနော်အဲ့တော့ဘယ်ကျရဲ့ဒီမန်ဖြစ်တယ်တဲ့သာပြီးလို့အဲဒီအရေးလာလို့ပါတယ်ဆိုတော့ခရီးအားလုံးကလည်းဒီလိုဆိုတော့ကျွန်တော်ဖွဲ့ပြီးဥပါရဲအဲ ပုဂ္ဂိုလ်ရဲ့ဒါလို့နော်အလုံးကိုမြင်ရပြီးတော့အလုံးအလုံးကိုဆက်လာပြီးအဲကျောင်းကြီးကြီးနဲ့ဒီမှာဘုရားကဒီမြင်ရမှုပြင်းမှုနဲ့အပြည့်နဲ့လုံးရတာအဲတော့ကျွန်တော်ကဗျာလုံးဒီဖြစ်တဲ့အားလုံးဆောင်းပါးလုံးကိုတောင်းလို့ဆိုတော့ဒီကိစ္စကဒီဘရေကျောင်းကိုလုပ်ခဲ့အဲ့ဒါဘရေချရဲ့အဲ့ဒါပူလံပီလံကြီးနဲ့အဲ့ဒါဒီဒီဇာတ်လုံးဖွင့်ပြီးကြားတယ်ဗျာကြီးတဲ့တော်မှာတော့ မလို့ခွင့်ပြုကြလို့ရှိရဲ့ဒါမီလားဒါမီရဲ့ညံ့တဲ့အတန်ကြီးဝါးထားသူကိုပါချရဲလို့ဒီလိုခံစားရတယ်။အဲနောက်ကျလာတဲ့အဲဒီသူနဲ့ပြည်နဲ့ဓမ္မမျိုးကြီးလုပ်ဖို့ဆိုတာကဒီလိုအသိကြတဲ့ခမထောင်းရရမယ်တဲ့ခမဒီလိုမှလုပ်ဖို့ကလည်းဒီဒီဒါမရှိတော့အများကြီးလည်းစားလေအချိန်ကြီးနိုင်ဘူးအဲ့ဒါအချိန်လေးကြီးနိုင်ဘူးအဲ့ဒါဒီဆက်ကြီးစားရဲခဲတာကဘုလို့ဒီမှာရော ဆိုတော့ဘုရားကတော့သူတို့ဆိုရင်လည်းမှတ်ပြီးတော့ဒီနေ့ရဲ့သူတို့လည်းဘုရားလေးကြီးကြီးကဘုရားအဲ့ဒီအချိန်မှာအဲကျွန်တော်ဒီနေ့ဒီမပုံရင်ပေါ့ဘာလို့မပုံရင်လဲဆိုတော့ကျွန်တော်အပြင်ထွက်လာတဲ့အခါထောင်ထဲမှာလက်လက်နေပြီးတဲ့နောက်ထောင်ကြီးရောက်လာတဲ့အခါကျတော့ဒီကျွန်တော်တမ်းကြီးကြီးလုံးဝထောင်ကျနေတဲ့အနေအထားမျိုးပဲတွေ့နေတယ်ဒီတိုင်းကဒီနေ့ဖြစ်တဲ့အနာရှင်ကြီးလက်အောက်မှာထောင်ကျနေတဲ့နိုင်ငံလေးတွေ ကျွန်တော်ဒီနေ့ကျွန်တော်ခံစားရတယ်။အဲ့ဒီခါကျတော့ကျွန်တော်ထောင်ထဲကကြံပြီးတော့ကျွန်တော်စပောင်း၄၅ကျင်တော့ပြုတ်ဝင်သွားတယ်။ကျွန်တော်ဒီနေ့ကအဲခရီးအားခံစားတဲ့ကလေးကထောင်ထဲမှာပြန်ပေါ်တယ်အခုကျွန်တော်ဒီနေ့အသက်ရှင်တဲ့ဆိုတဲ့အခါမှာလည်းတိုင်းပြည်ကိုကြည့်တဲ့အခါမှာတိုင်းပြည်ကလည်းထောင်ကျနေတယ်လို့ကျွန်တော်မြင်နေတွေ့တယ်ခံစားရတဲ့အခါကျတော့ကျွန်တော်ကြံရည်ကြီးပြီးပါတယ်ကြံရည်ကြီးပြီးပါတယ်အဲ့ဒီထဲမှာဘုလို့ဒီ ပုံပြီးတော့အလုံးကိုချိုးရတဲ့ဒီပါတဲ့ဒုက္ခတွေဒီလိုဒီဒီလိုဝါညိမှုတွေခံစားရတဲ့ဒုက္ခတွေထပ်ပြီးဆောင်ရမှာဒီပါတဲ့ဒီပါမြတ်ဆူနာမီဒုက္ခမျိုးဒီဒုက္ခမျိုးကဲကပီးပြီးလိုဟာမျိုးတွေ့ရမှာတော့လေကျွန်တော်ကဗျာကြီးဒီလေးပေါ့ကဗျာကြီးကကြည့်ပါဒီကဗျာတော့အမှန်လေးဆိုရင်လူငယ်ကဗျာဆရာကြီးမှဝင်ပြီးတော့ဝင်ပြီးတော့ဟိုအခုကြီးကိုခါမှုလို့ပါတယ်ကဗျာကြီး ်ဖြစ်အောင်ဖြစ်နေတယ်ပေါ့ဒါတော့လေကျွန်တော်မတတ်နိုင်ကျွန်တော်ကျွန်တော်ပြည့်ရကျွန်တော်တတ်နေနေကျွန်တော်ယူပါတယ်အဲ့တော့ဒီကျွန်တော်ပြောနေတာကျွန်တော်တရားကြောင်းတဲ့ကျွန်တော်ကျွန်တော်ကိုယ်တိုင်ကျွန်တော်ဒီလိုဖြစ်ကျွန်တော်ပြည့်နေဖြစ်ပါကျွန်တော်တို့ကလည်းမှကျွန်တော်ကြီးတာပထမတော့မှကြီးတာတော့ဒါကဒီဘက်မှာဒီနည်းကြုံရတဲ့ခဏမီဒုက္ခကြီးခါဒါဒီဘက်မှာစိပိလာလာအဲခါနဲ့အမြင့်ဘုံပေါ်တာ ေဦးရှိမဘုံပြန်ပြီးတော့ဝင်သားရဲ့သဘောမျိုးဖြစ်တယ်လို့ပြောရပြီးကျွန်တော်ဒီဘက်ကိုပြလာပါတယ်။သူတို့အချိန်ရောက်ပါလေသူတို့ပမာဏမှာကြာတော့လေအဲသူတို့ပမာဏမှာလူတွေကအလိုက်ဒီတောက်ဖြစ်တော့မှသူတို့တိုင်းသူတို့လက်သက်ပေါ်လာရင်ကြီးတို့ရဲ့ခင်ဗျာဘဝမျိုးကလက်သက်ကိုပါအဲဒီလူကတော့သူဆွဲအလားသူတို့ကတတ်ပြတာခရရတဲ့ဒီဒုက္ခမျိုးတွေကျွန်တော်တို့တွေ့နေရတယ်အတွက်ကျွန်တော်အကြည့်ဖြစ်ကြရတယ်တော့ ဒီမှာဒီတိုင်းပေါ့ဒီမှာစစ်ပလိကိစ္စဆိုရင်ဒီကံပြီးတော့အဲဒီကထန်းနဲ့အချိန်မျိုးဖြစ်တယ်ဆိုကျွန်တော်နောက်တစ်ပိုက်ပြောပါမယ်။ဘာလို့ဒီပိုက်ကြတဲ့ခါကျတော့ကဘာလို့ရွာဘွားလို့ပြောပါမယ်။အဲ့တော့ဒီမှာဒီလိုရတော့အဲ့မင်းကြီးရဲ့ပေါ့။ဆူနာမီလိုမင်းကြီးရဲ့စိုင်းရဲ့လိုအခန္ဓာညာဒီလိုတိုင်းဒီမှာတော့အဲ့ကျအနာချင်းကြီးရဲ့အဲ့ဒါဒီအဲ့ဒီဒီအနာမီရဲ့ဒီလိုခန္ဓာညာ အဲ့တော့ဒီမှာဒီလိုနဲ့ဒီလိုလူပါပဲထပ်ပြီးဒီဝါဒပွဲတွေဆိုတော့ကျွန်တော်ဒီပါကဗျာအိုက်ကူဆိုတဲ့ပုံစံနဲ့ကျွန်တော်ကြည့်ပါတယ်အခုတော့ကျောင်းဆောင်နောက်ပိုင်းမနေ့ကကျွန်တော်ဒီလူငယ်ကဗျာကြားပြီးပြည့်စုံကြရင်ရုပ်ပုံဖတ်တာကြားရတာတော့ကျွန်တော်ဒီပါကနေဗါရတ်တော့ကျွန်တော်ကဗျာမပြည့်စုံကြားနေတယ်အဲကျွန်တော်ကတော့ဒီမှာဒီနဲ့ထပ်ကူထားတဲ့ကျွန်တော်ဒီလိုမျိုးနဲ့ဒီမှာဒီလိုလာဆုနာပြီးဆိုတဲ့ဒီအရေးကိုဝင်လာတဲ့ အလားဒီဆူနာမီကြီးရဲ့တောင်ခံစားမှုတွေတော့ဒီအဲဂျပန်ကပြည်တိုင်းကျေးဇူးကြီးတဲ့အမျိုးဝင်သားလာနေတဲ့ဒီအာဏာမြေကြီးကိုလည်းသူတို့ခံစားနေတယ်လို့ပြောနေတယ်။အဲတော့ဆိုတော့သူတို့ထပ်ထူထားများဒီဝဲတယ်လို့ပြောတယ်။အဲမဲ့ဒီစနားလေခါတော့ဒီကြမ်းပြပြလို့ဒီကြမ်းပြပြတဲ့ဥပ္ပါဒေကြမ်းလေးမှာဘာပါလဲဆိုတော့ ဒီမှာဒီပန်းကြီးလို့ရစိတ်ဓာတ်အောင်းမှန်နေရလားအဲ့လိုခံတဲ့စိတ်ကြီးဒုဝထောက်တဲ့စိတ်ကြီးချုပ်ပေါင်းပြီးတဲ့စိတ်ကြီးဘာသာပြရတဲ့ဆက်ဆက်ဖြစ်စီအခြားမြည်အမြဲတမ်းဖြစ်တာဒီပန်းကြီးလို့ရတဲ့မလျှော့တဲ့စိတ်အောင်းမှန်နေဘူးသူကချီးကျူးပြီးဒီပါရဲ့အဲ့ဒီမှာဒီဒီပန်းကြီးရဲ့စိတ်ဓာတ်အောင်းမှန်ပြီးအထုတ်မှုဟာလားဒီသွေးမှန်ပြီးဟာအဲ့ဒီကဘာလို့ဒီလိုပြင်ယူရမလဲလိလာမလဲလားသံဃာဆောင် ဒီဟာကြီးဖြစ်နေဆိုတာပါတယ်ကတော့ကျွန်တော်အောင်နောက်လည်းမပြည့်စုံပါလားတကယ်ကြီးအောင်ပါကျွန်တော်တို့နဲ့ဆက်ပြီးဆက်ပြအဲပါလာမယ်ခြေဝဲရယ်ဆိုတာပြောနေမှာပါလေဒါသူတို့ကလည်းသူမျိုးရောတာအနိုင်ချိပါလားဆိုတာသူတို့ပြောပြနေအဲ့ဒီမှာနေနာတူတူရောတာလားဒီခဏမျိုးတော့ထိုးရတယ်ဆိုတော့အလုံးငင်းနေကြပါလေသတိမှလည်းမရပါပဲအမိဒီယာတွေမှလည်းမရပါပဲအဲ့ဒီမှာတစ်ခုနမူနာတစ်ခုထုတ်လို့ဆိုရင်ဒီ အမျိုးမျိုးပေါင်းလို့ရပေါက်ပွဲလုပ်တယ်အများကြီးဖြစ်နေပြီးတာဝန်ကြီးအဲ့ဒီဒီတာဝန်ကြီးကလည်းဂျိုသိမ့်ထွက်တယ်အဲ့ဒီမှာသွားပြီးတော့အဲ့ဒီဂျိုသိမ့်မှုကြီးကိုချင်းနေတဲ့အားပုံနဲ့ပေါက်ပွဲမှုကြီးကိုတာဝန်ကြီးကိုလုပ်တယ်ဂျပန်ကြီးအလုပ်တော်ကြီးစိတ်ကောင်းများကြီးရဲ့စိတ်ကိုစဉ်းစားတယ်မှာဒီအရသူကအချိန်ပြည့်ကအတင်းဆုံးနဲ့ပြည်တယ်အမျိုးမျိုးပေါင်းလို့ဒီလိုလုပ်လို့ပေါက်ပွဲရုံးနေပြီပါ အဲ့ဒီမှာပေါက်ပွဲမှုဆိုရင်လည်းဒီကောင်ဂျာခုံဒီကောင်အဲ့ဒါခြေကောင်းများစွာညာညာချက်ရှိပြီးတော့သူတို့ညာအမိဒုက္ခကြီးခံစားမှုတွေဆိုတော့သူတို့သိတယ်ညာရရကွာဒီလိုအပ်ပြီးတော့အဲ့ဒီလိုသူတို့လူလူတွေသူတို့အဲ့ဒါကိုစုပ်ပြီးလုပ်ကြတာဘာလို့အင်းနေလို့ဒီလိုနိုင်လို့ ်ဒီဒီဒုက္ခတွေကိုမသိတာလို့ဘဘောင်မှာဒီဒုက္ခတွေကိုသိရတယ်လို့ကမှန်လို့သူ့ဝယ်ရှိတယ်။ဘယ်တော့မှမသိဘူး။ဆန္ဒပြီးတော့လည်းသူကရာချမှာဖြစ်တာတွေကတော့နောက်ပိုင်းပေါ့။ဒီဘောင်မျိုးတွေကရှိလို့ရှိမှတခုလုံးကိုကျင်းရအောင်ပါ။အမှုမျိုးကသုံးရဲ့အန်ဒီတန်တန်လက်ပြာဘယ်လိုပြင်းထန်လဲဘယ်လိုသိုးရလဲသူ့အပြီးဆုံးအဲ့ဒီတည်းချာရရတယ်သူရဲ့တက်ကိုသုံးပြီးတော့လာမျိုးတို့အတွက်တန်ကြီးအတွက်အဲ့ဒါသူ့ရဲ့သူ့ရဲ့ခါအတွက်ဒီ ်တန်းတူလူသေးမှုနဲ့ခေတ္တလူသေးမှုနဲ့ခေတ္တဝင်ပြီးတော့ဆောင်းရဲတဲ့ထမ်းရဲတဲ့ဆရာအခုတန်းတူကအောင်းနေတာဖြစ်ပါတယ်အဲ့ဒါကျွန်တော်တို့ကတော့မပါပါဘူးဆိုတော့ကျွန်တော်တို့ကတော့မပါသေးလို့အခြားလူတွေရဲ့ကြားထဲမှာဒီအားကိုပုတ်ထုတ်ထားပါတယ်ဒါနဲ့လူကြီးကြီးရဲ့အချက်ဖြစ်တယ်လို့ကျွန်တော်ကကျွန်တော်ပြောရပါတယ်အဲ့တော့ကျွန်တော်တို့လူတွေနဲ့ပြည့်နေတာတော့ကျွန်တော်ဒီတရားကိုဘုံကြီးတာဟုတ်လားဘုရားဆိုတာအဲဒီဘယ်လိုတမျိုးနော်အဲဒီ で、ら、结，那农业结真的农业啊，你不说，是吧？我是哪里？第一个呢，第三，是吧？第一提到呢，缺乏，我们再提到呢，你看，这个我们因因农业家里嘛的，一般农家的，就是山啊，从下来几位啦，山林啊，里面所以，接下来也会，农业结真的农业我是哪里？第一个两三。 ဖြစ်ပါလေအဲ့ဒီတင်းတင်းလာတယ်ကိုကျွန်တော်ဒီဒီမှာသင်ပြရတဲ့သူထပ်ဖြစ်ခံရဖြစ်ပါလေကျွန်တော်တတ်နေနေလို့နေနေအတိုင်းသာနေနေကျွန်တော်လုပ်ပါတယ်ဒါပေမဲ့ဒီလိုရတဲ့ဟာအဲ့ဒါဒီသူအားလုံးကတော့အပားတွေတော့ကြောင်းဒီလိုမျိုးကြားရကြည့်ရမယ်ကျွန်တော်ရဲ့မေတ္တာစီရာကိုဖြစ်တယ်လို့ကျွန်တော်ပြောနေပါတယ်။ဒီလိုပုံမှန်ပြောမှရှိပါတယ်။အဲဒီလိုမျိုးတုတ်တန်ချီ ထူရမှုအာလာဟူလာဟူကဘယ်လိုလဲအခုကိုကြည့်နေတဲ့စကားတွေကျွန်တော်ကဒီအောင်ပြောနေပါတယ်ကျွန်တော်ရဲ့အများကြီးကကျွန်တော်ကြည့်လို့ရတယ်လို့အဖြစ်ကျွန်တော်တို့ရဲ့ကျေးဇူးတော်များတော့ပေါ်တယ်လည်းတည်တယ်လည်းပါတယ်ဒီသိသိတယ်လို့ဟလာဟိုတောင်းတဲ့ကကြားဆိုလို့မှာတော့နိုင်တယ်ဟလာသိကြောင်လားအဲ့တောင်းမှာလို့ကျွန်တော်ကျွန်တော်ဒီနေ့သာရရှိရဲ့ဟလာဂျပန်လူတွေကြားနေကြည့်ရဲ့ အဘာကြီးတွေကြားနေခြင်းနဲ့ဆန္ဒရတယ်လို့ရှင်းအဲ့ဒါကိုတကယ်ပြောရလို့တို့ဘမစကားအတိုင်းမျိုးမေးလို့တော့စုတ်တန်ချင်းနေတော့ဒီမှာပြည်ညာမကိုစုတ်တန်ချင်းပြီးတော့ရေးရစာပြီးဖြစ်တယ်လို့ပြောပြပါတယ်အဲ့ဒီစာရုပ်ဆက်ပြီးတော့နောက်တော့မှအဲ့ဒါခန္ဓာပါဒီအဒီဗျာလေးအနေနဲ့ပြလိုက်တဲ့အလားအတွေ့အမြင်ကြီးအသိကြီးအလားအခုဆက်လက်ပြီးတော့ဆက်ဆောင်ကြပါဒီသာလန်စိတ်ကြီးဒီမေတ္တာတရားလေးကိုလည်း ဒီစစ်ကောင်စစ်အမှန်ကြီးမပါဘူး။ဒီအမြဲတောင်းပြီးတော့ဒီဘာလို့လဲမိနေပါလိလာလူလာရီလူလာရီသူလာပြီးမိနေဆိုရဲလူခွေစစ်တာဒီမှာလဲဆက်လက်ပြီးတော့အလားတူအဲကဗျာဒီဒီအကဗျာညနေကိုအသုံးချသွားကြပါလို့အဲကဗျာဆက်ပြီးအတွေ့ပါလေသာတော်နေပုဂ္ဂိုလ်များလည်းဒီလိုရညနေရဲ့အရသာဒီသာသာဒီကိုဆန္ဒပြကြပါဆက်တိုင်းလို့